အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကမ္ဘာကျော်စာရေးဆရာကြီးဟဲမင်ဝေးရေးသားထားပြီးဆရာမောင်စုရှင်ဘာသာပြန်ပေးထားတဲ့ပင်လေပြာနဲ့တငါအိုဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်စာအုပ်လေးမဖတ်ပြပေးခင်မှာတော့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင် ခနာတပြုံနားလိုက်စမ်းမအောင်ငတ်ကလေးရေပြီးတော့မှမေဘဝရက်တည်ရဲ့အတွက်အလူဖြစ်ဖြစ်ငတ်ဖြစ်ဖြစ်ငားဖြစ်ဖြစ်စူးစားရတယ်လို့တဏီတလန်းထွက်ပြီးစူးစားအောင်ပေါ့စကားပြောရသည်မှသူ့အဖို့တက်တာရရသည်အเจ้าမှညကတညလုံးခါကြောက်နေခဲ့ပြီးရက်ခုမူတကယ်နာကျင်လာတော့ကြောင်းဖြစ်သည်မင်းသဘောကျငါစီနေခြင်းနေုံလေအခုထလာတဲ့လေကလေးနဲ့ရွက်ဖွင့်ပြီး မင်းကိုပြန်ခေါ်မသွားနိုင်သေးတာတော့အစိတ်မကောင်းဘူးကွာဒါပေမဲ့ငါမှလည်းငါမိတ်ဆွေနဲ့နဗန်းလုံးရတော့ထို့သူပြောနေစင်မှာပဲငါသည်ရုတ်တရက်ရုံရီဆွဲလိုက်ရအဘိုးအိုသည်လေဦးသူစိုက်ကြသွား၏လေနံကိုကမထားပဲအကျိုးကိုလည်းအလိုက်တင်လျှော့မပေးပဲအနေမြီဆိုလေသူသည်ရှည်တဲ့သူအောက်ထိုးကြသွားလိမ့်မည်ဖြစ်သည်ငါကလေးသည်ကြိုးတုံးလိုက်သည့်ခဏ၌ထား၍ပြန်သွားခဲ့သည် အဖိုးအိုသည်ငှက်ပြန်သွားသည်ကိုပင်မတွေ့လိုက်ချေသူသည်အမျှကျိုးကိုညာလက်ဖြင့်အစာရွေကြည့်လိုက်၏ဤတွင်မှ သူ့လက်တွင်သွေးမြထနေသည်ကိုသတိထားမိသည်ဒီငါတော့တခုခုကြောင့်အတော်နာသွားတယ်ထင်တယ်ဟုအတန်ထွက်အောင်ပြောရင်အဖိုးအိုသည်အမကျိုးကိုဖီး၍ဆွဲတွင်ကြည်၏။သို့တော့ကျိုးမှ ပြက်လူနီပါတင်း၍လာတော့ကြောင့ ဆက်၍မဆွဲပဲငါကိုအတိုင်းကိုကိုနောက်သူမေး၍ခတ်တင်ချင်းဂိုင်းထားလိုက်ရသည်ငါကြီးရဲ့မင်းလဲငမားတံကိုကောင်းကောင်းကြည့်ခံနေရပြီငါမှလည်းမတတ်တာဘူးဆိုတာဖျားသိပါရဲကွာသူဒီယခုမှငါကလေးကိုလက်ပတ်ရှာဖွေကြည့်မိသည်အဖော်လိုချင်သောကြောင့်ဖြစ်၏ငါကလေးကမရှိတော့ပြီမင်းကကြကြမနေပဲဟုတ်ကွဒါပေမဲ့မင်းရှိဆက်ရမယ့်ခရီးဟာ ကန်းကိုမရောက်မချင်းအေးမှမဟုတ်ဘူးခုထပ်ပူချမ်းလိုက်မယ်ငါကတချက်ဆောင်ဆွဲလိုက်တာနဲ့အလက်တွေဆုပ်ပြတ်သွားပြီငါလည်းမိတဲ့ရောတယ်လာပြီထင်ရဲ့ဒါမှမဟုတ်ငါကလေးကိုငါကြည့်ပြီးစိတ်ဝင်စားနေတာနဲ့တတိလက်သွားတာဖြစ်မယ်မဖြစ်ဘူးငါအလုပ်ကိုငါအာရုံစိုက်မှဖြစ်မယ်ပြီးတော့ဂျူနာငါကိုလည်းငါစားမှအားမရုပ်ပဲရှိမှာဟုတ်သူဝါတာသူ တွေ့တော်နေသည် ကောင်းလေးပါလာရင်ကောင်းပါပဲကွာပြီးတော့အစားယူလာခဲ့မိရင်လည်းအကောင်းသားဟုနှုတ်ကရေရွနေသည်ငါဆွေးထားသဖြင့်တင်းနေသောကျိုးကိုဘယ်ဘက်ပကုံးသို့ပြောင်း၍တလဲတိုင်းပတ်ထားလိုက်ပြီးနောက်အဘိုးအိုသည်ဒူးကိုခက်ပြပြထောက်ချပြီးသူ့လက်ကိုပင်လေရေတွင်စိတ်ထားလိုက်သည် လေရွေရှားနေသောကြောင့်လက်ကိုရေတိုးနေ၏သူ့လက်မှထွက်လာသောသွေးများသည်ရေထဲတွင် ချင်းချင်းနေ၍ကြံ့ရသည် ြေကောင်တော်တော်တော့အနှေးသွားပေါ့အဘိုးအိုသည်သူ့လက်ကိုစားငတ်ရည်တွေတွေကြာရှည်စွာစိန်ထားကျင်တော်လဲငါးကြီးနောက်တဲ့ချိန်ဆောင်ရည်ယုံလိုက်လည်ရင်ခက်မြည်ဆိုတော့ကြဒူးထောက်ရမှထားလိုက်၏ငမားချိုးနဲ့သူ့ကိုယ်ကိုဆလွယ်တိုင်းလိုက်ပြီးလက်ကိုနေရောင်တွင်ထောင်းထားလိုက်သည်လက်မှာကျိုးပုတ်ဆွဲလိုက်တော့ကြောင့်ပုံပြတ်သွားသည့်ဒဏ်ရာမျှသာဖြစ်သည်သို့သောကိုင်းရကြွေရခတ်သောနေရာကောင်းတွင်ထိခြင်းဖြစ်သည် ဤလုံပွဲမပြီးမီသူ့လက်များသည်အတုံချရမည်ဖြစ်ကြောင်းသူသိသည်။အာမပြန်ရမီဤလက်ကိုအနာရရမဖြစ်စေလိုသည်ပေ။လက်ကိုနေပြ၍တွေ့သွားသောအခါတွင်ဂိုင်ကျူနာငါးကိုစားလိုက်အောင်မ။ငါးကိုမိန်နဲ့လှမ်းဆွဲပြီးအေးအေးသက်သာစားလိုက်အောင်မယ်ဟုပြောသည်။သူသည်ဒူးထောက်လိုက်ပြီးလေပဲကြောင်းလေးထောင်းထားသောငါးကောင်ကိုကျိုးဝင်များနဲ့လုကင်းရသူအနီးသို့ဆွဲယူသည်။ ငါများကျိုးကိုဘဲဘက်ပခုံးတို့ပြောင်း၍တပံလက်ကတော့တိုင်းလိုက်ပြီးဘဲဘက်တထောင်ကိုကွေး၍လက်မောင်းနဲ့လက်ပြန်ကိုအချက်၍ခိုင်းသည်ငါကိုမိမ့်မချွေ၍မိမ့်ကိုနေရတွင် ပြန်ထားသည်ဒူတပတ်ကငါကိုဖြီး၍ငါကောင်းမှအမိဖြားအထိနီမြန်းသောကြောသားအမြောင်းများကိုလေးယူသည်ငါမြောင်းများသည်တပ်ပုံ၃000ဖြစ်ပြီးကြော်ရုံးမှတစ်ဆင်းဝင်ပိုက်ပတ်သို့ရောက်အောင်အမြောင်းလိုက်လေးယူသည် ချောက်ချောင်းများလေးယူပြီးတော့ခါ၌လေဦးတွင်ဖြန့်ထားလိုက်၏ဒါကိုဘောင်းမီနေတုပ်၍အယိုးသာကြံတော့သောငါဤကိုကျွင်းကိုရှိတဲ့သူပစ်ချလိုက်သည်ငါလည်းတကောင်လုံးကုံအောင်စားနိုင်မယ်မထင်ပါဘူးလေပြောပြောဆူဆူနဲ့ငါအသားမြောင်တစ်ခုကိုဒါဖြင့်ပိုင်းယူသည် အမြင်မမှန်ကျင်းနေသောငမားကျူးကို သူ့ပဲလက်ကဆွေး၍ထိထားရသဖြင့်ကြွက်တက်လာတော်သည် တုပ်ရထားသောမမများကျူအကြားတွင်ကုတ်ကွေးနေသောသူလက်ကိုကြည့်၍စိတ်ပြေရသည်ဘလိုလက်များလဲမသိပါဘူးတလောက်ကြွတက်ချင်လာတာအတက်ဟာတက်လို့မကကုတ်ကွေးချင်းကွေးသွားအောင်ကွာဘာမှလည်းအတုံကြမှာမဟုတ်ပါဘူးသူသည်ဆွေစင်းသောမမများကျူသွားရာရေနဲ့ထဲသို့ငုံကြည့်ထပ်ပြီးစားလိုက်အောင်မှာဒါမှငါလက်တန်ပြီးလာမှာကြွတက်တာလဲလက်ရဲ့အပြစ်မဟုတ်ဘူး ငါ့ကိုနိုင်ပေါင်းများစွာဆွဲထားရတော့အတက်ရောပေါ့ဒါပေမဲ့ငါနေတော့သူ့ဒီကိုဒီနှွှဲရမှာပဲပိုနီတာငါ့ကို အခုထပ်စားပြီးမှဟုသူစဉ်းစားနေမိသည်သူဒီငါတဲ့တဲ့ကိုပါဇက်တဲ့သူထည့်ပြီး အမြုံမြုံဝါလိုက်သည်အရာတာမှမစိုးလာချေဝါပြီဝါပြီရာသမျှအကြီးကိုညှစ်ဆုပ်ပြီးယူလိုက်စမ်း တမင်ရရေးလျှောက်ရေးကလေးစမ်းပြီးစားနေတာစားလိုက်ရရင် စိုးမှမဟုတ်ဘူးဟုလည်းတွေးတော်မိသည်။ကဲဘန်းနဲ့နေသေးလဲကိုရွှေလက်ရည်ဟုကြွတက်နေတဲ့ဖြင့်လူသေးကောင်လက်ကဲသို့အမတောင်ကုတ်ကွေးနေတော့အလက်ကိုချီပြောလိုက်သည်။နေကောင်းတော့အောင်ငါထပ်စားလိုက်မယ်ဟာ။နှစ်ပိုင်းပိုင်းထားတော့ငါသားတမျောင်မှကြံတစ်ပိုင်းကို ယူစားလိုက်၏။သူဒီငါကိုတည်တည်ချာချာဝါးပြီးနောက်အရေးကုန်းကိုထွေးထုတ်ပြလိုက်သည်။ ပဲနဲ့ရှိသွားတဲ့လုံလက်ကြီးစောမြတ်စောနေတယ်လို့မထူကြဘူးထင်ပါထို့နောက်ငါတမြောင်းလုံးယူပြီးဝါနေပြန်သည်ဒီငါဟာတဲတန်တဲ့အသားကောင်းမျိုးပဲလပိုင်ကိုမရပဲသူ့ကိုရခဲ့တာငါအဖို့အရတော်တာပေါ့လပိုင်ကတော့ချိုးလုံးနေဒီငါကတော့မချိုးသလောက်ပဲအသားထဲမှာအားတော့အပြည့်ရှိတော့မယ်တခြားဘာကိုလှုပ်တာမလှုပ်တာအပါသား လက်ငင်းလှုပ်ဖို့တင်နာကိုလှုပ်လိုက်ရတာအန်အကိုက်ဆုံးပဲဟုသူတွေးနေ၏။စာများပါခဲ့ရင်သိတ်ကောင်းပါပဲ။ကြံတဲ့ငါးသားကိုအနေထီလိုပုတ်သွားမလား၊ခြောက်သွားမလားမသိဘူး။တီတော့မစားပြီမဲအကုန်လုံးစားပြစ်မှာ။ကျိမ့်မိထားတဲ့ငါးကြီးလည်းအိမ်ဒီရနေတာပဲ။ငါးသားကိုအကုန်စားလိုက်မယ်။ဒါမှငါအသင်ဖြစ်နေမှာဟုတွက်လိုက်သည်နေအောင်လက်ရည်မင်းအတွက်ငါမြင်များစားပေးနေတာဟာဟုပြောလိုက်သည် ဒီငါကြီးငါအစာကျွေးချင်ပါပြီတော့တယ်။သူဟာငါနဲ့ညီရင်အကိုတမျှပဲ။ဒါပေမဲ့သူ့ကိုငါတက်ရတော့မှာပဲလေ။တက်နိုင်အောင်လဲအောင်းမွေထားရမယ်ဟုတစိုက်စိုက်တွေးရင်အဘိုးအိုသည်မြောင်ပီးသားငါများအားလုံးကိုတဖြည်းဖြည်းနဲ့ညက်အောင်ဝါနေလေသည်။သူသည်မတ်တရက်လိုက်ပြီးလက်ကိုပေါင်းမိနဲ့တုပ်လိုက်သည်။ကဲအကျိုးကိုမင်းလွှတ်လိုက်ပြီးတော့လက်ရည်မင်းကြွတ်တက်မပြေသေးသမျှတော့ညာလက်နဲ့ပဲငါကင်သွားတော့မယ်။ အဘိုးအိုသည်ဘယ်ဘက်လက်ကကင်ထားသောကျိုးစာကိုဘယ်ဘက်ခြေထောက်ပြင်ဖိနေ၍ငါဆွေးနေသောအားကိုကြော်ဖြစ်မိ၍ကြားကန်ထားလိုက်သည်ဖယားတကြမလို့ကြွတ်တွက်ပြေးသွားပါစီဗျာငါကြီးကလည်းဘလို့မြဖောက်လာအောင်မသိနိုင်သေးဘူးဟုရေရွက်လိုက်သည်ဒါဝိမဲငါကြီးဟာသူ့အကြံနဲ့သူငြိမ့်နေတယ်လို့ပဲသူ့အကြံကဘလို့များပါလဲငါကရောဘလို့ကြံမလဲဟုတွေးနေမိသည် ငါအဖို့တော့ငါကြီးကအကြီးရောမီးစင်ကြီးကတော့ရမှာပဲရေပေါ်ခုံတက်လာရင်သူ့ကငါအသေးတတ်နိုင်နေတကယ်လို့ရေအောက်မှာသူနေရင်တော့ငါလည်းဆက်ပြီးခုလိုနေတော့ရတော့မှာပဲသူဒီကြွတ်တက်နေတော့လက်ကိုဘောင်းမီနဲ့ပို့၍လက်ချောင်းများကိုသွေးပူပြီးပျော်ပြောင်းလာအောင်လုပ်ပေးသည်သို့တော့ကုတ်ကွေးနေတော့လက်များသည် ပြန်မလာပေနေပူရင်တော့သွေးပူပြီးပြန်သွားမှာပဲလေဟုသူတွေးမိသည် ။တမမဟုတ်လေစားထားတဲ့ငါကအစာကြေသွားရင်အားရှိပြီးပြန်လာမှာပဲ။တကယ်လို့လက်ကိုဖြတ်မှအဖြစ်မယ်ဆိုတဲ့အရေးအကြောင်းပေါ်လာရင်တော့ဘာကြီးပဲဖြစ်နေနေဒီလက်ကိုမရရအောင်ဖြန့်ထုတ်ပြရမယ်။အခုတော့နေပါစေဦးလေ။အကြံပဒံမလုပ်ချင်သေးပါဘူး။သူ့အလိုလိုပြန်ကောင်းလာပါစေဦး။ငါကလည်းတညလုံးသူ့ကိုပဲအလုပ်များများပေးထားခဲ့တာကိုကျိုးတွေကိုဖြတ်ပြီးချီရသေးတယ်မဟုတ်လား အဖိုးအိုသည်ပင်လယ်ပြင်ကိုလမ်းမြောကြည့်လိုက်ရာသူတယောက်တည်းအထီးကျန်နိုင်လာသည်ကိုသဘောပေါက်မိ၏ရင်းနှက်ထဲတွင် အလင်းရောင်စင်ကွက်များကိုတွေ့နိုင်ပြီးကျူရန်ဆင်သွားသည်ကို တွေ့ရ၏မြေသက်သောပင်လယ်တွင်ထူဆန်းသောလာဤကလေးများထားနေကြသည်လေပြန်လောက်သဖြင့်ကြိမ်တိုက်များဖြစ်တွန်းစပြုနေသည်ရှည်စီတခုသို့ကြည့်လိုက်သောအခါရေပဲများသည့်မိုးကောင်းငင်ကို နောက်ခံထားကာ ရှေးပြင်းထက်၌ပြန်တန်းနေကြသည်တကားတရံအကောင်အထင်မပြီးဝါသွားသည့်အခါသွား၍ရုပ်လုံးပြတ်သားသည့်အခါပြတ်သားသည်ထိုအချင်းအရာကိုမြင်သောအခါပေလည်၌ဖြစ်စေလူတရဝါမှာသူတဦးသေးသာမဟုတ်ပါတကားဟု တွေးမိပြန်သည်အချို့သူတို့မှာလင်ငယ်လေးဖြင့်ကန်းချီပြောက်သောအရာအချင်းငါဖန်ထွက်ရန်ကြောက်ရွံ့ကြသည်လေမုန်တိုင်းထံ၍ရုတ်တရက်အစိုးမရသောရာသီများ၌ သူ့ကိုချင်းမြင်ဖို့အမှန်တော်လေရက်ခုလိုမုံတိုင်းရသည်၌မုံတိုင်းကင်းသောအချိန်ကာလမှာ အကောင်ဆုံးအခါဖြစ်လေသည်ပင်လေပြင်းတို့ရောက်ရှိနေသောအခါအလိမ်မုံတိုင်းကြတော့မည်ဆိုလေမုံတိုင်း၏အရေးလက္ခဏာများကိုရက်ပေါင်းအတော်ကြာကကြုံမြင်ရလေရှိသည်ကဲအခြေတွင် ရောက်ရှိနေပါမူကပါကိုအကဲခတ်ရမှမသိသည်ဖြင့်မုံတိုင်းကိုကြိုးပြီးမသိနိုင်ကြပေကုံမော်တွင်နေရသောသူတို့တွင် တဲ့ဤလက္ခဏာများသည်တမျိုးတစ်ပါးသာဖြစ်နေပင်လိမ့်မည်။ယခုလောလောဆယ်မှာက မုံတိုင်းလာမည်အကြောင်းမရှိ၏။အဖိုးအိုသည်ကောင်းကင်သို့မောကြည့်လျက်တိမ်တောင်များဖြူဖြူဖွေးဖွေးအလိမ့်လိုက်ကိုနှစ်သက်ဆက်ဖွဲမြင်နေရသည်။ထိုတန်းမြင့်သောကောင်းကင်ရံတွင်တိမ်မြင်များသည် စက်တင်ဘာလကောင်းကင်တွင်တပွေးဖွေးထက်လျက်ရှိ၏။လေကလေးတော့ဖြူလာပြီ။ ရာဒီဦးတို့ကတော့ငါဘက်ကပါနေပြီးငါကြည့်ရင်သူဤဘယ်ဘက်လက်မှာကြွက်တက်စေဖြစ်သည် သို့တော်တဖြည်းဖြည်းနဲ့ပြေ၍လာနေသည်ကြွက်တက်တာများတဲမုံမှုကောင်းလေကိုကိုကာယာက ကိုကိုပြန်ပြီးတစ္ဆာဖောက်တာမျိုးပဲအစိတ်တင်လို့ဝမ်းဖောရင်ပဲဖြစ်ဖြစ်အော်ရအံရတာပဲဖြစ်ဖြစ်တခြားလူတွေမြင်ရင်တဲရှက်ဖို့ကောင်းတာဒါပေမဲ့ကြွက်တက်တာကတော့ကိုတယောက်တည်းရှိတော့ဆိုရင်ပိုပြီးစိုးတာပေါ့ တကယ်လို့သူငယ်လေးသာပါခဲ့ရင်ငါလက်ကိုတထောင်စကဖြူပြီးနှိပ်ပေးမှာစုံနေပေးမှာပဲအင်းအခုတော့သူ့ဘာသာသူတက်တာတော့မှာပေါ့လေထို့နောက်အဘိုးအိုသည်ငမကျူအလျှော့အကျင်းကိုညာလက်ဖြင့်စမ်းသပ်ကြည့်လိုက်သည်ကျိုးသည်ရေထဲသို့စိုက်မနေတော့ပဲအနေတမျိုးပြောင်းလာသည်ကျိုးကိုမိထားပြီးဘယ်လက်ပောင်းနဲ့ခက်ပြင်းပြင်းပုတ်ပြီးနေစင်၌ ကျိုးသည်ရေပေါ်သို့အခက်တန်းတန်းပေါ်တက်လာသည်ကိုတွေ့ရ၏။ဟောငါးကြီးတက်လာပြီ။ကောင်းလိုက်စမ်းမလက်ရဲ့ကောင်းလိုက်စမ်းဟာ။ငမများကျိုးတန်းသည်တပြေးပြေးမြင့်တက်လာသည်။ထို့နောက်လေရှိပတ်ရှိရေပြင်သည် ခုံမိုး၍လာပြီ။ငါးကြီးဘွားကနေပေါ်လာ၏။ရေပေါ်သို့လာကနေထိုးတက်လာနေပုံမှာအတော်ကြာ၏။ငါးကြီးကိုပြီးမှအရှင်များတဖွာဖွာစီးကြနေသည်။ နေရောင်တွင်ငါးကြီးသည်ပြောင်း၍လက်နေ၏။ကောင်းပိုင်းနှင့်ကြောပိုင်းတို့မှခရံရင့်ရောင်ရှိပြီးကိုဗီမှထင်းနေသောအစင်းကြီးများမှပြာလဲရောင်ထနေသည်။ငါးနှုတ်တီးကြီးမှဘေပေါ်ရိုက်တန်တများရှေ့လျားပြီးတလွယ်ကဲ့သို့အပြားရှုသောပုံတံရှိ၏။ငါးကြီးသည်ရှေ့ထဲမှတစ်ကိုယ်လုံးကျွတ်ကျွတ်လွတ်လွတ်ထိုးတက်လာပြီးရှေ့ထဲသို့လျှောကနေပြန်၍ဆိုက်ဆင်းသွားသည်မှအကျုံထိုးဆင်းလိုက်သည်နှင့်ပင်တူသေးတော်သည်။ အဖိုးအိုသည်ရေထဲသို့ပြန်ကျသွားသောဒဇင်ကောက်ကြီးနှင့်တူသောငါအမိပိုင်ကြီးကိုလည်းမြင်လိုက်ရ၏ထိုခဏတွင်ငါများကျူးများသည်ငါနောက်သို့တန်းကနေပါထွက်သွားနေကြသည်ငါဟာငါလေထက်တောင်နှစ်ပေပိုရှိသေးတယ်ဟုအဖိုးအိုဤနှုတ်ကရွက်လိုက်၏ငါများကျူးရန်သည်ငါနောက်သို့ပြည့်ရည်ပြည့်၍လိုက်သွားသည်မှမှန်တော်လဲငါကြီးအလန့်တကြဖြစ်နေပုံမရရှိ အဘိုးအိုသည်ငမားကျူပြည့်၍မတော်အောင်လက်နက်ဖက်ဖြင့်ဖေး၍ဂိုင်ပင်းနေရ၏ဤတို့မှဖေး၍ဖေး၍အရှိန်တမပေးလျေငါသည်ကျိုးစုံအောင်ဆွဲပြေးပြီးနောက်ကျိုးပြတ်ထွက်အောင်လှုပ်ပေးလိမ့်မည်တော်တော်ကြီးတဲ့ငါပြီပဲငါသူ့ကို ချော့ပေးရမယ်သူသာ ကျိုးစုံအောင်ဆွဲပြီးသွားရင်သူ့အားကြီးနဲ့ကျိုးပြတ်သွားနိုင်တယ်ဒီအချိန်ငါဘလုံးနီးနေမှအဖြစ်မခံနိုင်ဘူးငါသာသူ့နေရာမှာစုံရင်တော့လား ကျိုးပြတ်တဲ့အထီးအားကုန်ယုံသွားမှာပဲဒါပေမဲ့ငါဟာသူတို့ကိုဖမ်းနေတဲ့လူတွေလားအဲ့ဒီညံမရှိတာဖရဲတကြမတယ်လို့ထင်ရသေးတယ်သူတို့ဟာတို့ထက်တော့အပြစ်လဲကင်ခွန်အားလဲကြီးကြပေတယ်ဟုသူတွေးနေသည်အဖိုးအိုသည် ကြီးမားသောငါးကြီးများကို တွေ့ခဲ့ဘူးလားပြီတကောင်လည်းရင်ပေါင်းကြိမ်တစ်ထောင်ကျော်စီးသောငါးကြီးများကို တွေ့ခဲ့ရဘူးပြီထိုငါးမျိုးနှစ်ကောင်ကိုလည်းသူတသက်တာတွင်ဖမ်းမိခဲ့ဘူးသည် တို့တော့သူတဦးတဲ့ဖမ်းယူသည်မဟုတ်ချေယခုတော့ကမ်းမမြင်လမ်းမမြင်ပင်လေတိုင်း၌သူမြင်ဘူးသည်များအကြောက်ဘူးသည်များငားတဲ့၌အကြီးဆုံးဖြစ်တော်ငါကြီးတကောင်နဲ့တဦးချင်းရင်ဆိုင်နေရချေပြီသူဤဘဲလမှာလဲတိမ်ငှက်ချတော့ကဲ့သို့ကုတ်ချေအောက်ကွေလျက်ရှိနေစေပင်ဖြစ်လေသည်ဒီလက်ဟာပျောက်သွားမှာပါညာလက်ကိုကူပြီးလှုပ်ပေးဖို့တေချာဘောက်ကိုပျောက်သွားရမယ် ဒီလနဖက်ရဲ့ဒီငါးကြီးရဟာသုံးဦးသောအဆွေအမျိုးတွေပဲဒါကြောင့်ကြွက်တတ်တာဟာပြေကိုပြေရမယ်ကြွက်တတ်နေရင်ဘာအတုံးကြတော့မှလဲဟုတွေးတော့နေသည်ငါးသည်တဖန်နှိကွေးသွားလေသည်သူ့နှောင်းအတိုင်းပင်ပုံမှန်ပြန်၍ကုခတ်လည်းရရှိ၏ဒီကောင်ကြီးဟာဘာကြောင့်များခုန်တက်ပြီးပြလိုက်ပါလဲသူ့ကိုယ်သူဘလောက်ကြီးတယ်ဆိုတာငါ့ကိုပြချင်တဲ့သဘောပဲလားအေးငါသိပြီ ငါကလည်းဘလို့လူစားဆိုတာပြလိုက်စမ်းချင်ပါပြီတဲ့။ဒါလို့ပြလိုက်ရင်ကြွတ်တက်နေတဲ့လက်ကို သူတိသွားအောင်မေ။ဒီတော့ငါမှတကယ်အားရှိရာချက်ပို့တယ်လို့သူထင်နေပါစေ။ပို့အောင်လဲငါလုပ်ရမယ်။ငါသာငါဖြစ်လိုက်ချင်တယ်။ငါညာငါစိတ်အားမျိုးကလွှဲရင်သူ့မှာအကုန်ရှိတာပဲ။သူဒီလေဦးတုံးကိုတတတတမိကပေမန်ကြီးစွာဖြင့်နေသားတကြားရှိအောင် ပြေးထိုင်လျက် ဖြည်းဖြည်းမှမှန်ဆွဲရသွားနေတော့ငါးကြီးဤနောက်သို့ရေပြေထက်တွင် လေနဲ့အတူပါနေရပြန်သည် အရှိလေတိုက်လာတော့ကြောင့်ပင်လေတွင် လိုင်းအနေငယ်ထကြစွာပြူ၏မိုးတဲချင်းရောက်တော့အခါသူဤဘယ်လက်သည်ကြွက်ကြွက်ပြေရွေသွားလေသည်မင်းအတွက်တော့မကောင်းတဲ့ရင်မင်းငါကြီးရေဟုသူကပြောရင်းဖြင့်ပကောင်းပေါ်တွင်တိုင်းထားသောငမရကျူးတန်းကိုဂုံဒီအိတ်ပေါ်တွင်နေရာတလဲရွှေ့ပေးလိုက်သည် သူသည်နေသားတကြရှိတော်လဲဝေဒနာကိုကခံစားနေရလေသည်ထို့သူခံစားနေရခြင်းကိုစိတ်ကမတိကျိုးချွန်ပြုထားသည်ကျုပ်ဟာဖယားနဲ့တရားနဲ့ညီဆက်တဲ့လူတော့မဟုတ်ပါဘူးဒါပေမဲ့ဒီငါးကြီးကိုသာမိမယ်ဆိုရင်ဖယားကိုတော်မြင့်နဲ့မေတော်မာရီကိုအစေကားလောက်ရှိခိုးအောင်မယ်ငါးကိုသာဖမ်းမိမယ်ဆိုရင်မေတော်ကိုပါစီကိုဖယားဘူးတစ်ခေါက်လောက်သွားမယ်လို့အာမဘန်းနေခံပါတယ်အရှင် အဖိုးအိုသည်ဖျားရှိကူများကိုကြက်တူရွေးရွတ်တဲ့ကဲ့သို့ရွတ်နေသည်သူမှာပင်မလုံသောကြောင့်ဖျားရှိကူများကိုတစ်ချက်တစ်ချက်တွင်မှန်အောင်မရွတ်နိုင်တော့ပေထို့ကြောင့်အဆက်အဆက်မှန်စီရန်ခတ်သက်သက်ဖြီး၍ရွတ်လေသည် သူစိတ်ထဲတွင် မေတော်မာရီဖျားရှိကူကပို၍ရွတ်ဆိုရလွယ်သည်ဟုအထင်မိသည်သာရဖျားနှင့်အတူရှိတော်မူသောယေရှုရှင်မေတော်မာရီဆောင်းမတော်မူပါ ်ထူးမြတ်သောအရှင်မ၏ဝမ်းကြတိုင်းမှယေရှုခရစ်တော်ပေါ်ထွန်းရသဖြင့်အမျိုးသမီးများတွင်အထွတ်အမြတ်ဖြစ်ပါ၏။အိုဖျားသခင်၏မယ်တော်ဖြစ်သောယေရှုရှင်မာရီသူစရိုက်သားဖြစ်သောကျွန်တော်မျိုးတို့အတွက်လက်ငင်းအားဖြင့်၎င်း၊ကွယ်လွန်သောအခါ၌၎င်း၊စုမုံကောင်းများ ပေးတော်မူပါ။အာမင်။ဤတို့ယေရှုလိုက်ပြီးနောက်စင်ကြယ်သောယေရှုရှင်မယ်တော်မာရီ ထူဆန်းသောဤငါးကြီးကိုအသေးသက်နိုင်အောင်ဆုတောင်းပေးပါတော်ဟုအစစ်ထဲ၍ဆုတောင်းလိုက်သည်။ဖျားရှိကိုပြီးနောက်အဘိုးအိုသည်အတော်စိတ်ချမ်းသာသွား၏။နာကျင်ခံစားနေရခြင်းကရော့ပါသည်မရှိ၍ပို၍ပင်ဆိုးလာသည်ထင်၏။သူသည်လေဦးတုံးကိုမြည်၍သူဤဘဲလက်ချောင်းလေးများကိုဆက်ရုပ်ကဲ့သို့အကွေးကြီးဆန့်ချီပြုလုပ်ပေးလျက်ရှိသည်။ နေမှာအတော်ပြင်းလာပြီးလေသည်တဖြည်းဖြည်းပို၍ထလာ၏လေဘဲကငမယာကျိုးကိုငစားထက်တဲ့ဥမာပဲရှေးရောက်ကငါးကြီးဟာနောက်တညထပ်ပြီးနေဦးမယ်ဆိုရင်ငါမစားဖို့လိုလိမ့်မယ်ပလင်းထဲကရှည်လဲဖင်းကပ်ဖြစ်နေပြီဒီတဝိုက်မှာတော့လပိုင်းကိုပဲငါဖမ်းလို့ရစရာရှိတယ်လက်လက်ဆက်ဆက်စားရမယ်ဆိုရင်တော့ဒီငါလည်းမစိုးပါဘူးဒီညငပြေတကောင်လောက်လေပေါ်ကြလာရင်လည်းအကောင်းသား ဒါပေမဲ့ငပြန်းလေးလာအောင်မိအောင်ပြပေးဖို့ငါမှလည်းမပါဘူးငပြန်းဆိုရင်အစိမ်းစားလို့ကောင်းတယ်ခုတ်တဲ့နေစရာလည်းမလိုတော့ဘူးငါမှရှိသမျှအားတွေစုထားမှငါးကြီးကလည်းကြီးပါပြီတဲ့ဟုတွေးနေမိသည်ဒီငါးကြီးဘယ်လောက်ကြီးနိုင်မလဲကွာငါကတော့အတင်းကိုအတက်ရတော့မှာပဲဟုသူ့နှုတ်ကရွက်လိုက်သည်ခုလိုလောက်ရမှတရားတော့မတရားဘူး ဒါပေမဲ့လူတစ်ယောက်ဟာဘလောက်အစွမ်းရှိပြီးဘလောက်ဇွဲနှဘဲကြီးရဲ့ဆိုတာဒီငါသိအောင်ပြရမယ်ဟုစဉ်းစားမိပြန်သည်ငါဟာအလူစမ်းကြီးပဲလို့သူငယ်လေးကိုပြောဘူးတယ်အခုအချိန်ဟာဒီစကားကိုတတ်သိထူရမယ်အချိန်ပဲသူဒီဤကဲ့သို့တတ်သိထူမယ်ဟုအချိန်ဝါခဲ့ပူပေါင်းများပြီဖြစ်တော်လဲအရာမထင်ခဲ့ချေယခုလည်းကြုံဝါရပြန်လေပြီတကြိမ်ရောက်လည်းတခါအသက်ဖြစ်သည့်အတွက် ဟိုတုန်းကဘာပဲပြောခဲ့ဘူးသည်ဖြစ်စေသူမစင်စားပဲလက်ငင်းကိစ္စသာသူ့အတွက်အရေးကြီးသည်ဒီငါကြီးအိပ်ပြောတော့ရင်ကောင်းမယ်ဒါမှငါလည်းအိပ်ရပြီးချင်းသေးတွေအကြောင်းကိုအိမ်မမတ်နိုင်မှာငါလည်းတဆိတ်ရှိရင်ချင်းသေးတွေအကြောင်းကိုပဲစိတ်ရောက်နေတာဘာကြောင့်မလဲကဲပါလေဒါတွေတွေးမနေပါနဲ့လေနံကိုမှီပြီးနားလိုက်အောင်ငါကြီးကအလှူရှားနေတာနော်ငါကတက်နိုင်တယ်လို့မလှူရှားပဲအားမွေးပြီးနေရမှာ သူကိုယ်သူပြောနေ၏ဤသို့တွေ့တော်လိုက်မြည်တမ်းလိုက်လုံးနေစင်မှာပဲမောလဲပိုင်းသူအချင်းငယ်ပြီးလေကလေးသည်တရွေ့ရွေ့မှမပါလည်းရရှိ၏အရှိဘမအလေးပြေတိုက်ခတ်လာတော့ကြောင့်လေကလေးမှာငါးဆွဲသားလောက်ခရီးမပေါက်ပဲလေးဆန်တွင်ခန့်နေနေတာပါလည်းရရှိ၏လိုင်းဤများကိုကြော်ဖြဲ့ရင်တတောင်းတတာရှိ गाई ဖြစ်ရာအဘိုးအိုဤကျော်တွင်တိုင်းထားရသောကျူဤတံမှာနေတာထိုင်းတာရှိလာသည် ညနေပိုင်းသို့ရောက်သောအခါရေထဲမှငမားကျူးသည်ခက်တန်တန်ဖြစ်လာပြန်သည်တိုးတော့ငါသည်ရေပေါ်ကျလာခြင်းမဟုတ်ပေရခင်ထက်အနေငယ်ချင်းသောရေလွာသို့တက်၍ကူးခတ်နေခြင်းမျှသာဖြစ်သည်နေသည်အဘိုးအိုဤကြောပန်းနှင့်လက်ဝဲလက်မောင်းနှင့်ပခုံးတို့အပေါ်သို့ကြာရောက်နေ၏။ဤသည်ကိုထောက်၍ငါသည် အရှင်မြတ်စီသို့ဆွေးသွားနေသောသူသိရသည်။သူသည်ငါကြီးကိုတကြိမ်မြင်ဘူးဖြစ်ရာ ဝမ်ပိုင်အောင်မှစူတောင်ကြီးများကိုဖြန့်၍အမေကြီးကိုထောင်ကာရေထဲတွင်ကူးခတ်သွားနေသည်ကိုအစိတ်ဖြင့်အမှန်ကြည့်၍ရလေသည်ထိုများနဲ့သောရေထဲတွင်ငါးကြီးသည်ဘဲမြဝေဝေမြင်နိုင်လိမ့်မည်ကိုအဘိုးအိုသိရှင်နေမိသည်ငါးကြီးမျက်လုံးမှလည်းကြီးလာသည် သူထံမျက်လုံးသေးသောမြင်တော်ဝါမှမောင်နေ၌မြင်နိုင်စွာရှိ၏မိမိကိုယ်တိုင်လည်းတကြိမ်သောအခါကအမောင်တဲတွင်မြင်နိုင်စွာရှိခဲ့ပူ၏ ပိတ်ပိတ်ပိမောင်းတော့အမောင်နေရင်ကမဟုတ်ပေ။သို့တော့အကြောင်းတကောင်လောက်နေပါအမြင်တန်ခဲ့လေသည်။အဖိုးအိုဤဘဲလက်မှာနေရောင်ကြောင့်၎င်းလက်ချောင်းများကိုလှူရှာပေးနေသည်ဖြင့်၎င်းကျွတ်တက်ခြင်းလုံးဝပျောက်သွားပြီဖြစ်၏။ထို့ကြောင့်ဘဲလက်ကို ပို၍အားပြုလာနိုင်၏။ပကုံးကိုတစ်ချက်တစ်ချက်တွန့်လျက်တိုင်းထားသောဂျူဤတံကိုအကြံငယ်ပြည်ရာပြည်ချောင်းရှာရလေသည်။ ငါကြီးရဲ့အခုထိတောင်မင်းမမောသေးဘူးဆိုရင်မင်းဟာတော်တော်အံ့ဩဖို့ကောင်းတဲ့အကောင်ကြီးပါလားကွာဟုရေရွလိုက်သည်အဖိုးအိုသည်အတော်ပင်ပန်းလျက်ရှိပြီမိုးလည်းမကြမီချုပ်ပေတော်မူထို့ကြောင့်တောင်မြောက်လေးပါစိတ်ဝင်စားမိအောင်ကြိုးစား၍အကြောင်းရှာရ၏သူသည်ဘေးဘောရိုက်ပွဲအကြောင်းကိုတွေ့၏နယူးယောက်မှာယန်ကီအသင်းနဲ့ဂျက်ဒရိုက်မှာအကြအသင်းတို့ရှင်ပြန်ကစားကြကြောင်းကိုလည်းသူသိထားသည် ဒီနေ့ဆိုရင်ဘောဘဲတရင်ပုံကမကြားရတာဒုတိယမြောက်နေ့ပဲဒါပေမဲ့ဒီမက်ဂီယိုကြီးကိုနိုင်မဲဆိုတာငါကျိန်းတီတွေ့နိုင်ပါတယ်ခြေဖနောက်မှာကြက်စုယိုတက်နေတာတော့မှအဒီကောင်ကြီးအမှားအယွင်းမရှိ ကောင်းကောင်းကစားသွားနိုင်သေးတာဖနောက်မှာကြက်စုယိုတက်နေရဲဆိုတာဘယ်လိုပါလဲဖနောက်ကိုကြက်ခုခံရတယ်လို့ပဲနားကျင်နေမလားငါသာဆိုရင်ဒါမျိုးမဆိုထားနဲ့တိုက်ကြက်တွေလိုမျက်လုံးတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးကန်းနေတာတော့မှ ဆက်ပြီးခွင့်ကြတယ်လို့ခံနိုင်ရှိမှမထင်ပါဘူး။ဩလူဆိုတာဟာအကျန့်ငတ်ကြီးတွေတရိတ်ဆန်ကြီးတွေနဲ့စားလိုက်ရင်တော့လေဘာမှပုံမစွမ်းပါကလားနော်။ဒါပေမဲ့ငါကတော့အခုရေနဲ့ထင်းမှရှိတဲ့ငါတော်ဝါကြီးပဲဖြစ်လိုက်ချင်းသေးတယ်ဟုအစင်တဆိုင်တွေးနေမိသည်။ငမန်းကြီးတွေမလာပါစေနဲ့ဗျာငမန်းတွေသာရောက်လာရင်တော့ငါးကြီးရောငါးရော ဖျားကြရတော့မှာပဲဟုရေရွက်လိုက်သည်ငါတို့အထင်ကြီးတဲ့ဒီမကီယိုဆိုရင်အခုလိုငါကြီးတကောင်နဲ့သူ့နိုင်ကိုနိုင်အပြိုင်ဆွဲပြီးငါလိုနေနိုင်ပါမလားမသိဘူးသူကတော့အသက်လေးငယ်ခွန်အားပလလည်းကောင်းတော့ဆိုတော့ငါထက်တောင်ပူရှင်ပူမှာပဲလေသူ့အပြင်လည်းတငါတယောက်ပဲလို့ဆိုတာပဲဤတို့တွေ့တော်ရင်နေဝင်သွားလေသည် ထိုအချိန်တွင်သူကိုယ်သူအားတက်စရာအဖြစ်အပျက်တစ်ခုကို ပြန်၍တည်ရမည်သည်